င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ပို့ကုန်ရငွေတွေမှာရရှိတဲ့ဒေါ်လာငွေတွေကိုစစ်တပ်ကစစ်လက်နက်ကဲနဲ့ဆက်ဆက်ဖြစ်စေဝယ်ရွံ့ကုန်တဲ့ကျုံကိုငွေပေးချင်ဒေါ်လာလွှဲကိုင်း Queen Handwood တွင်းကုန်ပို့ကုန်ကုမ္ပဏီမှာစိတ်ဝင်းခေါ်စိတ်ဝင်းလေးကစစ်တပ်အတွက်လက်နက်ကဲများဝယ်ရွံ့ငွေလဲတောင်းဝင်ယူပြီးမြန်မာနိုင်ငံကနေတင်ပို့တဲ့လက်ရထွက်ကုန်နဲ့ရေထွက်ကုန်တွေပါဝင်မြန်မာပို့ကုန်တွေမှာရရှိတဲ့ပို့ကုန်ရငွေတွေကိုစစ်လက်နက်ကဲရဲနဲ့စစ်ပစ္စည်းဝယ်ရွာမှာတိုက်ရိုက်အုံပြုနေပြီးပို့ကုန်လုပ်ငန်းရှင်ကုန်တဲ့ကျုံကို စစ်လက်နက်ပြင်ဆင်ရေးအရောင်းဝယ်အတွက်ငွေပေးချေအတိုင်းရိုက်ဒေါ်လာရလွှဲခိုင်းနေကြောင်းသိရတယ်။အကြဘတ်စစ်တပ်ကပင်နှံပြောင်းဘရောပါရေထွက်ကုန်ပါဝင်မြန်မာနိုင်ငံမှာတင်ပို့တဲ့ပို့ကုန်တွေအတွက်ရရှိအမေရိကန်ဒေါ်လာငွေတွေကိုစစ်တပ်ဗန်ဒီထံကိုပြန်လည်ပေးသွင်းရန်ပို့ကုန်လုပ်ငန်းရှင်တွေကိုညွှန်ကြားထားကြောင်းရှင်တို့နဲ့မှာပုတ်ကုံလုံငန်းရှင်ဒီချို့မှာစစ်တပ်အတွက်ဝယ်ယူရဲစစ်လက်နဲ့ပြည်စီကိုငွေပေးခြင်း၎င်းတို့နိုင်ငံခြားငွေအကောင့်တွေမှာတစင်ငွေပေးခြင်းမှုတွေလှူဆောင်ပေးနေရကြောင်းသိရတယ်။ရန်ကုန်တိုင်းမင်္ဂလာတောင်ညွန့်မြို့နယ်ချင်းဆိုင် Grand Hub Walk Antaya Price Company ကပဲမြေမြို့ပောင်းမြန်မာပို့ကုန်တွေကိုတင်ပို့ပြီးရင်းကမ္နီကိုစိန်ဝင်းခေါ်စိန်ဝင်းလေးကဦးစီးကြောင်းယခုကစိန်ဝင်းကစိန်ဝင်းလေးကစစ်တပ်တွေဝယ်ယူထားတဲ့စစ်တပ်နဲ့ပြည်စည်ခဲအနေအတွက်ငွေပေးချေခြင်းအဓိကတောင်းယူစားပေးနေကြောင်းသိရတယ်။စိန်ဝင်းကစိန်ဝင်းလေး Green Hat Food ကအခုစစ်တပ်အတွက်ပို့ကုန်ရငွေတွေကိုလွှဲပေးရကိုသူကလုပ်ပေးတယ်။ပို့ကုန်ရငွေဒေါ်လာတန်းနဲ့ထက်ကိုဝယ်ပေးနေရသူပဲသူကမြန်မာငွေထုတ်ပေးရသူ့ကိုပို့ကုန်ရငွေဘန်စင်တိုင်းပြန်ရောင်းနေအဲဒီမှာသူကဘဏ်အကောင့်ကိုငွေမောက်ဘလောက်ပြန်လွှဲပါဆိုပြီးခိုင်းပါတယ်။ နိုင်ငံတကာကစစ်တပ်မြန်မာစီးပွားရေးဘဏ်နဲ့မြန်မာကုန်တယ်ရင်းနဲ့ယင်းနှိမ့်မြုံနယ်မှုဘဏ်တွေကိုစီးပွားရေးပိတ်ဆို့ထားတော့လေယခုကစစ်တပ်ကလည်းနဲ့ပြည်စည်းနဲ့ခဲနေဝယ်မှုတွေပို့ကုန်လုပ်ငန်းရှင်တွေရဲ့နိုင်ငံသားငွေနဲ့ဘဏ်အကောင့်တွေကိုငွေပေးချေခံရမှာတိုက်ရိုက်သုံးပြနေခြင်းဖြစ်ပါတယ်။ကျွန်တော်ဘဲတင်မိုးလို့ရတဲ့ငွေတွေကတကက်ငွေတန်နဲ့အိန္ဒိယကဒါတာကမ်နီဘက်ကနေပေးချေတဲ့ငွေတန်အဲ့ဒါကိုဇလန်နဲ့ပြည်စည်းဝယ်မှုတွေငွေပေးချေရတယ်။ကျွန်တော်တို့ကလည်းဒေါ်လာတန်ချီကိုရောင်းစရာလူမရှိဘူး။အဲ့လိုဝယ်ပေးတာကလည်းစစ်တပ်အတွက်ဝယ်ပေးနေစိန်ဝင်ခေါ်စိန်ဝင်လင်းပဲရှိတယ်။ အကြမ်းဖက်စစ်တပ်ကပုဂံရံငွေမှရရှိနိုင်ငံခြားငွေတွေကို၎င်းတို့ရဲ့ဗန်နေထံကိုပြန်လည်အနှံခိုင်းပြီးကုန်တယ်တွေကိုမြန်မာကျပ်ငွေပြန်လည်ထုတ်ပေးကြောင်းရှင်းတော့ကုန်တယ်ရဲ့ပို့ကွန်ရောင်းဝင်နိုင်ငံခြားဒေါ်လာတွေကိုစစ်တပ်အတွက်လိုအပ်တဲ့နေရာတွေအလုံးမှာအသုံးချနေကြောင်းရှင်းဒီလန်နဲ့အမေရိကန်ပါဝင်သောနိုင်ငံကြီးတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုရှောင်လဲလျက်ရှိကြောင်းသိရပါတယ်။ ဆလပီမော်လိုက်ခိုင်မှာတိုင်းငံစစ်စင်ကာလာတွင်ပြူစောတိစစ်ကန်ရှိကိုတိမ့်ပန်ရရှိပြီးစစ်သားနဲ့ပြူစောတိတရားကြောတဲ့ကြောင့်စစ်တောင်မနဲ့လက်နဲ့ခဲအများအပြားတိမ့်စရာရှိဇဂိုင်းတိုင်းမော်လိုက်ခိုင်မှာတိုင်းငံစစ်စင်ကာလာတွင်ပြူစောတိစကန်ရှိကိုကိုတိမ့်ပန်ရရှိခဲ့ပြီးစစ်သားနဲ့ပြူစောတိတရားကြောတဲ့ကြောင့်စစ်တောင်မနဲ့လက်နဲ့ခဲအများအပြားတိမ့်စရာရှိခဲ့ကြောင်းမော်လိုက်တော်လင်အားစုတောင်းရှိသူကပြောတဲ့ယခုနှစ်ဩဂုတ်လကနေနိုဝင်ဘာ24ရက်နေ့ထိမော်လိုက်ခိုင်တွင်မှာတိုင်းငံစစ်စင်ဖော်ဆောင်ခဲ့ရာ စေသားပြူစကန်ရှိခုကိုတင်ပိုင်နိုင်ခဲ့ပြီးကျေးရွာပေါင်း16ခုကိုစုမို့ထိန်ချုပ်နိုင်ခဲ့ကြောင်းရင်းတိုက်ပွဲတွေအတွင်းစစ်သားတရာကျော်တေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရှိကစစ်တုံးမန်းနေလက်နက်ခဲနေအများအပြားတင်စီရရှိခဲ့ပါတယ်။ပထမစကန်၅ခုတင်ပြီးရတစ်ပြက်နောက်ထပ်စကန်၃ခုထပ်ရတဲ့အောက်တိုဘာ26ရက်ကနိုဝင်ဘာလ15ရက်နေ့ထိကိုစွမ်းနန်းအိုးဘိုထိန်သား300တင်ပိုင်ထိန်ချုပ်နိုင်ခဲ့စစ်စင်ကာလဒီနေ့ပဲပြည်ရလိုက်တယ်။ကျန်သူဘက်ကတာလုံရဲနဲ့ထူလာလို့ပြန်ဆုတ်ထားတဲ့အနေထားရှိပါတယ်။အဆိုပါစစ်စင်ကိုမော်လိုက်တော်လိုင်းအရာစုရဲ့ဖြစ်တဲ့ခရိုင်တဲ့ရင်တဲ့ နှစ်သုံးလေးမော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖဖောင်းပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလာဖာနဲ့ကရင်ကုတ်ကရေးရုံတို့တိုက်ခိုက်ရေးဖွဲ့တွေပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်တော်လိုင်းတက်တဲ့သိန်းခန့်စစ်စင်ကာလအတွင်းသိပ္ပယရှိခဲ့ပြူစကန်နေမှာတောင်းတာရပြူစာတိစကန်အော်စည်းခုံရစကန်ညာဝင်းပြူရစကန်ဂိတ်စကန်နောက်ပင်းရစကန်ကုံနားပင်ရစကန်ကုံနဲ့တောင်းရင်းရစစ်တက်စကန်စွမ်းနှဲပြူစော်တိစကန်အိုးဘပြူစော်စကန်နဲ့ထိန်တာပြူစော်တိစကန်တို့ဖြစ်ပါတယ် လက်ရှိချိန်မှာစစ်စင်နဲ့မြေတွင်ရှိတောင်းသူလက်သမားတွေစပားရိုက်တန်းချိန်နဲ့ပြည်သူလူထုစစ်ပေးရှောင်ရခြင်းခက်ခဲတွေကိုငညာထောက်တာရှုထားသောအပြင်တင်ငန်းစစ်စင်ထုံးစစ်ကိုအညွန်းအထူးညံ့ကြားချက်ရရက်ကန်သမရှိရတက်လိုက်ခြင်းဖြစ်ပါတယ်ဆလာဘီမောအမျိုးနဲ့ဤပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့စစ်တပ်ဝင်ရောက်တိုက်ခိုက်မှုစစ်သားလေးဦးတိတ်ဆောင်စကိုင်းနိုင်မောအမျိုးနဲ့ဤပညာတက္ကသိုလ်မှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကဝင်ရောက်တိုက်ခိုက်ရာ စစ်သားလေးဦးတည်ဆောင်ကရမောရခိုင်တိုင်းနဲ့တက်ခွဲမှုကဝင်းလင်းကပြောတဲ့နိုဝင်ဘာ23ရက်နေ့မနက်7:00နာရီခန့်မှာမော်ဟာမြွနယ်နေပညာတက္ကသိုလ် GTC မှာတက်ဆွဲထားအကြပ်ဖက်စစ်တပ်နဲ့ပြည်စောတွေကိုတော်လိုက်တဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုတိုက်ခိုက်မှုတွေကြပ်ဖက်စစ်တပ်ကလေးဦးတည်ဆောင်အခုနောက်ထိခိုက်တဲ့ရပြီးလက်နက်ငယ်နှစ်လက်ကိုဖျက်ဆီးနိုင်ခဲ့တဲ့ဆိုပါတိုက်ခိုက်မှုကိုမော်ရခိုင်အမှန်နဲ့တရင် တခြားမှာမိတ်တယ်ဖြစ်တဲ့မွာခိုင်တိုင်းနဲ့တက်ခွဲတော့တက်ဆုနဲ့တောင်မျိုးဆက်တက်ခွဲမွာခိုင်တိုင်းစနစ်တက်ခွဲလေးမိတော့တက်ခွဲချောင်းမိတော့တက်ခွဲ Riot God People Defend Photo ကပူပေါင်းဆောင်ခဲ့တဲ့ Japan စစ်တပ်နေပြင်ပြင်မဲ့ပြည်သူတွေကိုဥတီတက်ဖြတ်နေမှုတွေဆက်လက်လှုပ်ဆောင်မှာကပုံမှုဆွဲတိုက်ခိုက်မှုတွေကြောင့်တွေ့ရမည်ဖြစ်ကြောင်းတက်မတော်ဟူသောနာမည်ကိုထိန်းသိမ်းထားသောအပြင်ရောက်ကြပြီးသားသောစစ်သားချင်းချင်းသာတက်သည့်ရှိရှိတိုက်ခိုက်ကြမွာခိုင်တိုင်းနဲ့တက်ခွဲမှုကိုဝင်လင်ကဆက်လက်ပြောဆိုရတယ်။ ဆက်လက်ပြီးကျုံးစုမခန်းလာပေါ်တဲ့စစ်တပ်ဂျာပြတ်တိုက်ခိုက်ခဲ့ပြီးခြောက်ဦးသိဆုံးနှောင်းရှင်ဖန်ပြီးတနင်္သာရီတိုင်းကျုံးစုမြို့နယ်ရမုံကြီးအနီးမှာပြည်သူစစ်ကမ်းထံလက်နက်ခဲလာပေါ်တဲ့စစ်ကောင်ရှင်တဲ့ဂျာပြတ်တိုက်ခိုက်ခဲ့ရာကြောင့်စစ်ကောင်ရှင်တပ်ဖွဲ့ခြောက်ဦးသိဆုံးခဲ့လို့ကျုံးစုမြို့နယ်ဘက်ကဖတ်ထံကနေသိရတယ်နိုဝင်ဘာ၂၃ရက်နေ့မနက်၁၀နာရီလောက်မှာဖရဲထက်ကျေးရဘက်ကနေပြတိုက်ကြပြည်သူစစ်ကံကိုလက်နက်ကန်လာပွဲစစ်ကော်မရှင်တပ်ကားနှစ်စီးကိုတော်လိုင်းတပ်ဖွဲ့ရဲ့တရင်ရဆောင်ကြိုတိုက်ခိုက်ခဲ့တာပါ ။နိုင်တိုက်ခိုက်မှုတွင်စစ်ကောင်ရှင်တပ်ဖွဲ့6ဦးသေဆုံးပြီးနောက်ထိခိုက်ဒဏ်ရာရှိခဲ့သောစစ်ကောင်ရှင်တပ်ဖွဲ့9ဦးကိုလည်းဒေါ်လိုင်းတပ်ဖွဲ့ကအရှင်ဖမ်းဆီးရရှိခဲ့တဲ့ဇာဖြတ်တိုက်ခိုက်မှုတွင်စစ်ကောင်ရှင်ထံကနေကားတစ်စီးလက်နက်ကန်နဲ့ဆက်ဆက်ပစ္စည်းချို့ကိုဒေါ်လိုင်းတပ်ဖွဲ့ကတင်ဆင်နိုင်ခဲ့ရဖြစ်ပါတယ်။ဇာဖြတ်တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်ရှင်တပ်အထိခိုက်ဒေဆုံးသူချို့ကိုကောက်တင်ပြီးကားတစ်စီးနဲ့ချက်ချင်းပေါင်းပြသွားလို့ကျွမ်းဆွမြွနဲ့ပြည်သူ့ကာကွယ်ဖွဲ့တာဝန်ရှိသူကပြောတယ်။ ဒီတိုက်ခိုက်မှုကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါပြီးခဲ့မေလချာနေ့ကလည်းကျွန်းစုမြို့နယ်ဝါရီပိန်တော်ပြင်ကျေးရွာအဆက်ကစစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခဲ့ပြီးစစ်ကောင်ရှင်တပ်ဖွဲ့ဝင်ပုံမှုတအုပ်ပေါင်း20ဦးသေဆုံးခဲ့ပါတယ် နောက်ပြီး KNPP နဲ့ KNU ရဲ့ကောင်စီဝင်ဖြစ်ကနေရာရက်ဆိုင်မှုညှိနှိုင်းတယ်လို့အနေစစီတနေပိကင်းဒီမျိုးသားတို့တဲ့ပါတီ KNPP နဲ့ခင်မျိုးသားစီအောင် KNU ရဲ့ကောင်စီဝင်ဖြစ်ကနေရာရက်ဆိုင်မှုနဲ့ပတ်သက်ပြီးညှိနှိုင်းစာနဲ့လို့မျိုးသားညွေတိုင်းမြခန့်ကောင်စီအနေစစီကထုတ်ပြန်တယ်အနေစစီကနေ KNPP နဲ့ KNU တို့ရာရင်ဆိုင်ခြင်းအကြောင်းကြားစာကိုနိုဝင်ဘာလ18ရက်နေ့မှာလက်ခံရရှိခဲ့လို့အနေစစီရဲ့တရင်ပြန်ကြားရင်လူလူဆက်ဆိုင်အလုပ်ဖွဲ့ကသိပေးတယ် ဒီကြောင်ကြောင်ဆိုင်ရာရှင်တွေကစားပြီးကောင်းဆဲလုံထုံလုံနေတဲ့ညီညီတိုင်းအဖွဲ့ကဖွဲ့စည်းကညီတိုင်းဆိုင်ဖို့အနေစစ်စီကသဘောတူပြင်ဆင်ခဲ့လို့အသိပေးထုတ်ပြန်ကြမှာဖော်ပြရတယ်။ KNPB ကတော့ကောင်းစီဝင်ဖြစ်ကနေရရက်ဆိုင်မှုအနိုင်ငံချီကပ်မှုကိုပုံမကောင်းမှုအဥတီရာဖြစ်တယ်လို့နိုင်ငံဆိုင်အစင်းနေဆုံးဖြတ်တဲ့ကိစ္စမှာပြည်ပြင်စေခြင်းတဲ့သဘောလို့အတွင်းရမှုဖြစ်တဲ့ဦးအောင်စံမြင့်ကပြောတယ်။ ကင်မြို့သားစီအောင်ကင်အန်ယူနေတဲ့အန်ယူစီစီကောင်စီဝင်ဖြစ်ကနေရရဲဆိုင်မှုနဲ့ပတ်သက်ပြီးပြောရေးဆွေးနွေးရှိသူပြီးတော့ဇော်တော်နီထံထပ်မံဆက်သွယ်မေးမြန်းခဲ့ပေမယ့်အကြောင်းပြန်ကြားခြင်းမရှိပါဘူးမြို့သားညီညွတ်ရေးတိုင်းမင်ခန်ကောင်စီအန်ယူစီစီကို2021မတ်လဆန်းမှာဖွဲ့စည်းခဲ့ပြီးတော်လိုင်းကာလမူဝါဒပိုင်းဆိုင်ရာနိုင်ငံဥဆောင်နဲ့ဖွဲ့စည်းတစ်ခုဖြစ်ပြီးအန်ယူဂျီကိုမူဝါဒရကူညီပေးနိုင်အောင်လှောင်ပေးနေတယ်။အဲဒီထဲမှာပြောင်းစုလို့တော်ကိုစားပြုကော်မတီ CHP အပါအဝင်နိုင်ငံရေးပါတီရဲ့ဒိုင်းသားတော်လိုင်းဖွဲ့စည်းရတဲ့ဂျာကလာပြည်နယ်ဖက်ဒရယ်ယူနစ်လူမျိုးကိုစားပြုဖွဲ့စည်းကောင်စီနဲ့တပိတ်ကော်မတီလည်းပါဝင်နေတယ်။ ပြီးခဲ့2022ခုနှစ်မှာတော့ကချင်က KPI City ဖွဲ့နဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် LND တို့အမျိုးသားညွေတိုင်းမင်ကန်ကောင်စီ NUCC ရဲ့ကောင်စီဝင်ဖြစ်ကနေပေါင်းမှုကိုရပ်နားပြီးနှုတ်ထွက်ခဲ့ကြပါတယ်။ဆက်လက်ပြီးအရင်ကတက်မှတ်33ကြားဘူးတဲ့အပူတွေကစမ်းနေတကယ်ကသူတို့ကြမ်းနေဆိုတော့တော်လိုင်းအန်ဆရီကမမိပါဘူး။သခိုင်းနဲ့ခင်ဦးမျိုးနယ်မှာစစ်တပ်နဲ့တင်ကန်ဝဲဝါသားအပြူစားတဲ့ပူပေါင်းထားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကစစ်ကြောင်းပြောင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်သားများပြတေဆုံးတံရခဲ့တယ်လို့လက်နက်မျိုးစုံ30ကျော်နဲ့ခန်းအနေနဲ့တင်စီရရှိခဲ့တယ်။နိုဝင်ဘာလ23ရက်နေ့နေ့လယ်12နာရီဝန်းကျင်ကခင်ုံမြို့နယ်မော်လာကျားကနေပြင်တောင်ပြွာကိုထွက်လာအင်အား180ခန်းပါနဲ့စစ်တပ်နဲ့ပြူစော်ဒီပူပေါင်းစစ်ကြောင်းလက်လန်းတင်နေရမှာပတ်ကဖားနဲ့ပြည်ရဲ့ပူပေါင်းတပ်တွေတိုက်ခိုက်ခဲ့တယ်။စစ်တပ်ကအများပြတေဆုံးပြီးစစ်ကြောင်းကြောင်းလုံးတက်ပြတ်သွားတဲ့ခင်ုံပတ်ကဖားကအတိပေးတယ်။ဒါနဲ့ပတ်သက်လို့ခင်ုံမြို့နယ်ကပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ရှိသူကိုဆက်တယ်မေးမြန်းထားဆဲပဲဖြစ်ပါတယ်။ ဆက်ကောင်စီတပ်မတွေကရှုံစိမ့်နဲ့တိုက်တယ်တိုက်ပြီဆိုရင်အညံ့ခံမဲ့လက်နက်ချမဲ့ထွက်ပြေးမဲ့အသေးခံနဲ့တိုင်းခိုင်းနဲ့သူတို့အရေးမလာတော့ဘူးဆိုရင်အလံဖြူထောင်းမဲ့အစားရှိသဖြင့်ကျွန်တော်တို့လင်းရန်စုတွေကတော့တိုက်ပြီဆိုရင်တိုက်မဲ့ခိုင်းမဲ့တိမ်မဲ့ဝင်စီမဲ့ဒီပုံစံမျိုးနဲ့တိုက်ကြတယ်အာသာချက်အနေချက်ကအများကြီးရှိနိုင်တယ်အဲ့ဒီအများကြီးတဲ့မှာမစိတ်သက်ခြင်းကွာကျွန်တော်တို့လင်းရန်စုတွေလက်ခံတာကကျွန်တော်တို့လည်းအောင်စိမ့်နဲ့တိုက်တယ်အခုကဆက်ကောင်မှတပ်သားတွေစစ်ကြောင်းထွက်ပြီးဆိုကြတဲ့ကသူတို့ဘယ်နေရာမှာတိုက်ခဲ့ရမဲ့ဘယ်နေရာမှာစီးခံရမဲ့ဘယ်နေရာလုံးခံရမဲ့အရေးမလိုက်လက်နက်ချမဲ့အလံဖြူထွက်ပြေးမဲ့ဒါတွေပဲ စေအေးစွာကြိုတင်ခန့်မှန်းရခတ်တဲ့တော်လိုင်းရံဆွေနဲ့နောက်လာမဲ့ခြေအနေတွေပြင်ဆင်ထားတယ်။ရန်သူဘက်ကငြိမ်နေပေမဲ့ကျွန်တော်ဘက်ကအတင့်နေသမျိုးပဲရှိပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။